ဒီ green ရဲ့စီရေးအခြေအနေပေါ့နော်ဒီအနာသိမ့်ပြီးကြရဲ့လက်ရှိအခြေအနေဒီပေါ့စီရေးအခြေနိုင်ငံရေးအခြေအနေကို ပြောပြပါဆိုရင်ဘယ်ကိုရောက်နေပြီလို့ပြောလို့ရလဲနောက်တစ်ခုကစိန်ခေါ်မှုဘိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာရှိလဲပေါ့ ကျွန်တော်တို့ green ပြည်ကတော့ဟိုလူထုတွေရဲ့အခက်အခဲအကြီးမားဆုံးပေါ့နော်ဒါကျွန်တော်တို့နှစ်သုံးနှစ်လလုံးပေါ့နော်ဒါခါစီခံလာတဲ့ကိုလီနေမြောက်တဲ့မှာဆိုတော့အဲ့ကလေးကတော့လူပဲလူထုမှာတော့ဒီ um age channel နေရတဲ့အခြေအနေမျိုးမရှိဘူးပေါ့နော်ဒါတော့အမှန်တရားပဲဖြစ်တယ်ငလင်ဘေးခံနေရတဲ့ပြည်သူတွေကိုကျွန်တော်တို့အရင်စာနာတယ်ဘာဖြစ်လို့ဆိုဒီခိစ္စကကျွန်တော်တို့လပေါများဆိုနှစ်ပေါများဆိုပေါ့နော်ကျွန်တော်တို့လူထုတွေထောင်ကျော်ပေါ့နော်ဒါသုံးနှစ်ထဲမှာတည်ကြည်ဖြစ်ခဲ့ရတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒီတော်လိုင်းရေးပေါ့နော်အချင်းတွေကတော့ကျွန်တော်တို့တရီကတော့စစ်ကောင်စီတကိုပေါ့နော်ဒါဟန်တားနိုင်တဲ့အနေအထားမျိုးရှိတယ်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုကျွန်တော်တို့ကမလို့လားဘူးလို့လူထုနဲ့သူကျွန်တော်တို့ပြောတဲ့ချိန်မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုကျွန်တော်တို့ဒီနေ့ဒီချိန်မှာဖျက်ဆီးနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒါရောက်ရှိတဲ့အခြေအနေတခုဖြစ်တယ်ပေါ့နော် စစ်ကောင်စီအုပ်ချုပ်ရေးကိုဖျက်ဆီးတာမှန်ပေမဲ့စစ်ကောင်စီတရီအလုံးကိုတော့ကျွန်တော်တို့မရှင်းထုတ်နိုင်သေးဘူးဆိုတော့ဒါကတော့လက်ရှိအရှိတရားပဲပေါ့နော် ဆိုစစ်ကောင်စီတရအားလုံးကိုရှင်းထုတ်မှပဲဒီကိစ္စကြည်အေးမလားပြီးမြောက်သွားမလားဆိုတော့ဒါလည်းစစ်ကောင်စီရဲ့အာလောက်ရပေါ်မှာပဲမူတည်တယ်ပေါ့နော်တစ်ဖက်မှာကတော့ကျွန်တော်တို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာကျွန်တော်တို့ရဲ့အုပ်ချုပ်ရေးတွေကိုကျွန်တော်တို့လုပ်နေတယ်အာပရမဆုံးလုပ်တဲ့အလုပ်ကတော့ဒီလူထုတွေကိုတယောက်တည်းစုမှုမှုပေါ့နော်ပေးနိုင်ဖို့ဖြစ်တယ်ဒါကြောင့်မလို့ရဲတွေဒါကြောင့်မလို့အာထောင်တွေပေါ့နော်ခြားတော့ဒီအာဌာနတွေတည်တည်ကိုဖွဲ့ပြီးမှပေါ့နော်အုပ်ချုပ်ရေးတာဝန်ကိုကျွန်တော်တို့အပြည့်အစုံလှုပ်ဆောင်နေတယ် ကျွန်တော်တို့ရဲ့ဒီအုပ်ချုပ်ရေး budget တွေကိုလည်းပေါ့နော်တရားသုံးပန်းချီကိုလည်းကျွန်တော်တို့အနိုင်ဆုံးအနေနဲ့ပေါ့နော်ဒါတွဲဆပြီးမှအအခြေခံမှုဆောင်မှုတွေလည်းကျွန်တော်တို့ပေးနေပြီးသားပဲဖြစ်တယ်ပေါ့နော်ပညာရေးကျန်းမာရေးကိစ္စနော်စစ်ဆောင်ပြည်သူတွေကိစ္စပေါ့နော်တတိယအရေးကြီးတဲ့အရာတစ်ခုကတော့ကျွန်တော်တို့ရဲ့စာနာရေးခဖူလုံရေးနဲ့နေမြေတီးတီးမှာပေါ့နော်လူထုတွေလွတ်လပ်စွာနေထိုင်နိုင်ရေးကိစ္စကိုကျွန်တော်တို့လုပ်နေတယ်အဲ့ဒါလည်းအောင်မြင်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်ကစစ်ကောင်စီကျွန်တော်တို့ကိုစံလေရေးခါတွေဖျက်ခဲ့ရင်လည်းကျွန်တော်တို့ဒီမှာရှိနေတဲ့စံလေရေးခါတွေနဲ့ကျွန်တော်တို့ ဖူဖူလုံးစားနိုင်ပြည်သားပဲဖြစ်တယ်ပေါ့နော်။ဒါတွေကိုကျွန်တော်တို့အလုပ်ဆောင်နေတယ်ပေါ့နော်။ဒါပေမဲ့အာနောက်ဆုံးတစ်ခုကတော့ဒါအခြေခံပေါ့နော်။အလုပ်ကိုင်းလိုက်ရရှိရေးနဲ့အာဒီ OIN တွေပေါ့နော်ပြန်လဲဖွင့်ပြတိုးတက်ရေးကတော့အာခံမရတာခက်ပေမဲ့ပေါ့နော်။ဒါလည်းကျွန်တော်တို့စူးစမ်းလုပ်ဆောင်နေတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုကျွန်တော်တို့ဖက်ကတော့ခုနပြောတဲ့ဒီတော်လိုင်းရေးကာလတစ်လျှောက်မှာလုပ်ရနေတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့လုပ်သွားနေတယ်။ ်အတစ်ဖက်မှာကတော့တနိုင်ငံလုံးရဲ့အခြေအနေတွေကိုကျွန်တော်တို့စောင့်ကြည့်နေရတဲ့အခြေအနေမျိုးဖြစ်တယ်အပြီးရင်တော့တနိုင်ငံလုံးရဲ့အင်အားနဲ့ပေါ့နော်ဒီစာနာရှင် snip ပဲချိန်မှာပေါ့နော်ဒါလက်လုပ်ပြီးမှအာဒီအခြေအနေတစ်ခုဖန်တီးနိုင်မလဲဆိုတော့ကျွန်တော်တို့ဘက်ကစောင့်ဆောင်နေပြီးမှပေါ့နော်ဒီအာခုနပြောတဲ့အရာတွေကိုလည်းပေါ့နော်စူးစမ်းပြီးမှဆက်လက်ပြီးမှတည်ဆောက်နေတဲ့အခြေအနေမျိုးပဲရှိပါသေးတယ်ဗျာဟုတ်ဒီစစ်တပ်အနာသိမ်းပြီးတဲ့ကာလကနေပြီးတော့လက်ရှိချိန်ထိပေါ့လေဒီစစ်ကောင်စီကနိုင်ငံတကာမှာ ဒီတရားဝင်ဆိုရတရားဖြစ်ဖို့အတွက်ကြိုးပမ်းနေတာနိုင်ငံတကာရဲ့ပြစ်ပယ်ထားမှုပေါ့နော်ဖယ်ကျင်ထားမှုကြုံနေရတာပေါ့လေဒီဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဟလာဒီစစ်ကောင်စီကိုတချိန်လုံးနောက်ကွယ်နေပြီးတော့မှကုညီပန့်ပိုးနေကြတဲ့ဒီပညာရှင်လို့အမည်ခံထားတဲ့ပုံကိုယ်တွေပေါ့လေသူတို့ကိုယ်တိုင်ထွက်ပြီးတော့ရှေ့ကိုလှုပ်ရှားလာကြတာတွေလူမှုကွန်ရက်တွေပေါ်မှာလည်းရေးလာတာတွေ နော်အစည်းအဝေးတွေမှာလည်းမျက်နှာထွက်ပြလာတာတွေကျွန်တော်တွေ့ရတယ်။တစ်ချိန်တည်းမှာပဲစစ်ကောင်စီကလည်းတရားတွေကိုတိုင်းသာလက်နက်ကိုင်ဖွဲ့တို့ဖွဲ့တွေလာနိုင်ငံပါတီတို့တွေနဲ့လှုပ်ပြီးတော့ဒီထုတ်ပြလာတာတွေကိုကျွန်တော်တွေ့ရတယ်။ဥမာနေပြည်တော်မှာလှုပ်တဲ့ညဉ့်ညဉ့်ဆွေးနွေးပွဲတွေလို့ဟလာတင်းတန်းအဖွဲ့တွေလို့လူမျိုးဖွဲ့ပြီးတော့2025အလွန်စိန်ခေါ်မှုတွေနဲ့အခွင့်အလမ်းများဆိုတဲ့ခေါင်းစဉ်မျိုးတွေနဲ့ဆွေးနွေးပွဲတွေလှုပ်လာတာတွေကျွန်တော်တွေ့ရတယ်။ဆိုတော့ဒီလို့လှုပ်လာတဲ့ ခြေနေတွေပေါ်မှာဘလို့သုံးသပ်မိလဲကွန်ပျူတာနေနေမှာဒီစစ်ကောင်စီရဲ့ကြိုးပမ်းနေတဲ့လုပ်ရတဲ့အားလုံးပေါ့နော်စစ်ကောင်စီကိုထောက်ခံပြီးမှပေါ့နော်ဖုံးဖိဖို့ကြိုးစားနေတဲ့လုပ်ရတဲ့အားလုံးကအနာတရားစီတရားဖြစ်စင်တဲ့တူတူပဲပေါ့နော်အာလက်ရှိတိုင်းပြည်ရဲ့အာဖြစ်စင်မှန်ကတော့စစ်အာဏာသိမ်းမှုကြောင့်မလို့အခုလိုမျိုးဆိုးကျိုးတွေဖြစ်နေတာပေါ့နော်ဒါကတော့ဘေးဘေးတပတ်ဘေးမဖြစ်ခင်မှာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်မီးတွေဖြစ်တယ် အစည်းပွားရေးတွေကုန်ကြတယ်တိုင်းပြည်တစ်ခုလုံးကပေါ့နော်ဒါအုပ်ချုပ်ရေးတွေကမောက်ကမဖြစ်ကုန်လေပေါ့နော်ဒီအတွက်ကျွန်တော်တို့ကလည်းလူထုတွေအားလုံးကလည်းမခံနိုင်ဘူးဒါကြောင့်မို့လူထုတွေတော်လိုင်းရေးဖြစ်တယ်လူထုတော်လိုင်းရေးကလည်းဒါအရှိန်ယူရတယ်ပေါ့နော်နေပေါင်းများစွာကျွန်တော်တို့စန္ဒပြရင်းနဲ့အခုလက်နေကန်တော်လိုင်းတာတွေဖြစ်လာတယ်တတွေကိုကျွန်တော်စူးစီးပြီးမှပေါ့နော်နေမြေတစ်ခုတိမ့်ပိုက်ရတဲ့အခြေအနေမျိုးပေါ့နော်ဒါတော်လိုင်းရေးတစ်ခုကိုကျွန်တော်တို့ဖန်တီးရတယ်ဆိုတော့ဒီနှစ်ခုကတော့အဖြေကတော့အာနာသိမ့်မှုပဲဖြစ်တယ်ပေါ့နော် ဆိုအာနာသိမှုကိုဆွန့်လွတ်လိုက်ရင်တော့ခုနပြောတဲ့လူထုတွေကအာနာပြန်ရလိမ့်မယ်ပေါ့နော်လူထုကရွေးကောက်ပွဲကလေးကသူကကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့နော် NLD ပါတီကိုမဲပေးခဲ့ပြီးသားပဲဖြစ်တဲ့ NLD ပါတီရဲ့သုံးတရားရွေးကောက်ပွဲမှာနိုင်ရထားခဲ့တဲ့လူတွေဖြစ်တယ်ဒါကိုတိတိရှိရှိပြီးမှအာနာသိမ့်လိုက်တယ်ပြီးတော့အခုလူမျိုးပေါ့နော်ဒါဖြစ်လာတယ်ဟောဒီဖြစ်စဉ်ဟိုခြေခံပြီးမှပေါ့နော်အခုဆိုရင်တော့မငင်းချမ်းတော့တိုင်းပြည်အရန်ချွတ်ချွန်ကြနေတယ်အဲ့တော့ငင်းချမ်းရေလောက်ရအောင်ဆိုမှကျွန်တော်တို့ကလည်းဖိအားပေးတဲ့အတန်တွေကျွန်တော်တို့အများကြီးကြားရတယ် အဲကျွန်တော်တို့ကတော့ဟိုနိုင်ငံရေးဖြစ်တဲ့အတွက်ပေါ့နော်နိုင်ငံရေး background နဲ့လာတဲ့အတွက်လက်သင့်ခံမှုရှိတယ်ပေါ့နော်အဲ့တော့အဲကျွန်တော်နဲ့အမြင်မတူတဲ့နိုင်ငံရေးသမားတွေပဲပြောကျွန်တော်တို့နားထောင်ပေးတယ်နော်ဒီတန်တမာတိုင်းဝိုင်းကနေပြီးမှကျွန်တော်တို့ကိုပေါ့နော်ဒါဖိအားပေးတဲ့ဟာတွေလည်းရှိတယ်ကျွန်တော်တို့နားထောင်ပေးတယ်နော်စစ်ကောင်စီဘက်ကအမျိုးမျိုးဝါဒဖြန့်ပြီးမှပေါ့နော်ညင်ချမ်းရေးဖိတ်ခေါ်ဖို့ကြိုးစားနေတယ်ညင်ချမ်းရေးဘန်ပြတ်ပြီးမှပေါ့နော်ဒါအာနိုင်ငံရေးကိုကစားဖို့ပြောနေတဲ့ဟာတွေအားလုံးကိုလည်းကျွန်တော်တို့သတိထားမှစောင့်ကြည့်နေတယ် အဒီချိန်ဒီမှာတော့ကျွန်တော်တို့ဘက်ကတော့ပေးရမယ့်အဖြေကတခုပဲရှိတယ်အဲ့ဒါကတော့စစ်တပ်ကပေါ့နော်ဒီနိုင်ငံကြီးလမ်းကြောင်းကနေပြီးမှပေါ့နော်ထွက်ပေးဖို့နာပေးဖို့လိုတယ်အာဏာသိမ်းတာတွေကိုရပ်တန့်ပေးဖို့လိုတယ်ဒါကတော့အမှန်တရားပဲပေါ့နော်ဆိုတော့ဒီအာဏာသိမ်းဖို့ဟိုလှုပ်တဲ့ဟာမျိုးတွေကိုပေါ့နော်ဒါအတိကဖိအားပေးနေတဲ့အာနိုင်ငံကြီးကြည့်လိုက်ရင်တော့ဥပမာဆိုတရုတ်ဆိုရင်စစ်ကောင်စီကိုအားပေးခြင်းနဲ့ပြီးရောသူတို့ရဲ့ဒီအာ အာစီပွားရေးတွေပေါ့နော်လူမှုရေးပြန်လဲလဲပနိုင်ဖို့အတွက်ကိုသူတို့စူးစမ်းခြင်းနဲ့အာဆီယံလည်းဒီလိုပဲပေါ့နော်အာဆီယံဆွေးနွေးပွဲတွေကိုနောက်ထောင်ကြည့်ရင်တော့ဒါတွေအားလုံးကိုပေါ့နော်လမ်းကြောင်းပေးနေတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းတော့ကျွန်တော်တို့တိုင်းပြည်ကပေါ့နော်ဒါမားကြီးမားနေတဲ့အုပ်စုရှိတယ်အဲ့ဒါကတော့မင်းအွန်လိုင်းနဲ့သူ့ရဲ့တာအုပ်စုတချို့ပဲဖြစ်တယ်ပေါ့နော်ကျွန်တော်တော့တန်တရားရှိတယ်ဒီမြန်မာနိုင်ငံတာတစ်ခုလုံးကပေါ့နော်မင်းအွန်လိုင်းထောက်ခံလိမ့်မယ်လို့တော့ကျွန်တော်တို့တန်တရားရှိတယ်ဒါပေမဲ့တာကပေါ့နော်ထဲအောက်စစ်စစ်မှုတွေရှိတဲ့အတွက်ကြောက်ရတယ်ပေါ့နော် အာတာမီးယားတွေဖန်ဆီးထားတာတွေရှိတယ်အကျိုးစီးပွားတွေကိုထိမ့်သိမ်းထားတာတွေရှိတဲ့အတွက်လူတိုင်းကကြောက်ရတဲ့အတွက်ပေါ့နော်မင်းအောင်လိုင်ရဲ့အမိတ်ကိုလူတိုင်းကနာခံရတယ်မင်းအောင်လိုင်ရဲ့ဝါဒကိုဟိုလက်ခံပြီးမှပေါ့နော်ဒီအာဝါဒမိုင်းမိနေတဲ့ရဲဘော်တချို့တော့ရှင်းနိုင်တယ်ပေါ့နော်ဒါပေမဲ့အဓိကကြမှာကတော့မင်းအောင်လိုင်အုပ်စုတွေစုကိုပေါ့နော်ဒါဒီတိုင်းပြန်နေပြမပေါ့နော်ဒါဖဲထုတ်နေဖို့ကအကောင်းဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ဇွန်လပွဲမသွားခင်မှာမင်းအွန်လိုင်းနဲ့ကျွန်တော်တို့စကားပြောမယ်ဆိုရင် ရာဇဝတ်သားနဲ့ပေါ့နော်တိုင်းပြည်ကိုဖျက်ဆီးတဲ့လူနဲ့ကျွန်တော်တို့ကစကားပြောရတာကတော့ကျွန်တော်တို့တော့မဖြစ်ဖြစ်မခံနိုင်ဘူးဒီကိစ္စဒီနေ့ဒီချိန်မှာပေါ့နော် KNDF အနေနဲ့ပဲဖြစ်ပေါ့နော် Greenie B ကပေါ့နော်တတွေပဲဖြစ်အဖွဲ့အစည်းတွေပဲဖြစ်ပေါ့နော်ခင်ဗျားတို့ငြိမ်းချမ်းရေးအာစကားပြောမလားပေါ့နော်စစ်ကောင်စီနဲ့ဆွေးနွေးပွဲဆီစဉ်ပြီးချင်ပါတယ်လို့ပြောရင်တော့ကျွန်တော်တို့ကတော့ချောင်ထိပ်မှပေါ့နော်ဒါဖြေပေးရလိမ့်မယ်လို့ကျွန်တော်နေနဲ့ယုံကြည်တယ်ပေါ့နော်ကျွန်တော်တို့မဖြေရဘူးဖြစ်ဆိုကျွန်တော်တို့ကိုအားကိုးခဲ့တဲ့လူထုတွေကျွန်တော်တို့ကြောက်မလို့ပေါ့နော်ကျွန်တော်တို့နဲ့တူတူပေါ့နော် ဒါတိုက်ပွဲဝင်နဲ့ကြက်ဆုံသွားတဲ့ရဲဘော်တွေအများကြီးရှိတယ်ကျွန်တော်တို့ဒီအဖြေကတော့ပေးလို့ရတာတခုကတော့စစ်ကောင်စီနဲ့စကားပြောလို့မင်းအွန်လိုင်းနဲ့စကားပြောလို့မဖြစ်နိုင်ဘူးဒါပေမဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုပြောမယ်လို့ပြောရင်တော့ကျွန်တော်တို့ပြောလို့ရတယ်တမတမကြတဲ့တပ်မှုတွေတမတမကြတဲ့မြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေအားလုံးပေါ့နော်ဆုံပြီးမှဒီအဖြေကိုကျွန်တော်တို့သွားလို့ရတယ်ပေါ့နော်ဆိုတော့အခုနောက်ဖြစ်ပေါ်နေတဲ့ဒီအာဒီဝါဒဖြန့်ချီရေးကိစ္စပဲဖြစ်ပေါ့နော်နိုင်ငံရေး လှုပ်ရှားမှုတွေပဲဖြစ်ပေါ်တော့ဒီပုံမှာတော့ကျွန်တော်တို့ရေမခုံဘူးနိုင်ငံတကာဖြစ်ရတွေကိုလည်းကျွန်တော်စောင့်ကြည့်ပြီးမှပေါ့နော်နိုင်ငံတကာလည်းကျွန်တော်ရှင်းရှင်းလေးပြောတာတခုပဲရှိတာကတော့မင်းအွန်လိုင်းလိုရဲ့လှုပ်ရတွေကိုတို့ကြိုးစင်မတက်ခိုင်းရင်တော့ခင်ဗျားတို့ကပေါ့နော်တို့တိုင်းပြည်နေခေါ်ထုတ်ပြီးမှပေါ့နော်တိုင်းပြည်ရဲ့ကံကြမ္မာကိုတော့လူထုလက်ထက်ကိုချက်ပို့လို့လေတယ်ကျွန်တော်တို့မှလည်းဒေါသတွေမာနတွေပေါ့နော်ဒီအာအာချားတော့ပေါ့နော်ဒီတတ်မဲ့မှုတွေရှိနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့တတ်မဲ့မှုဖယ်လို့ရတယ်ကျွန်တော်တို့ဒီစကားဝဲမှာမပါလဲရတယ်ပေါ့နော်ဒါပေမဲ့ အခုနပြောတဲ့တင့်တော်တဲ့လူတွေကတက်သွားပြီးမှပေါ့တန်ပြည်ရဲ့အနာဂတ်ကိုချပြနိုင်တဲ့လူတွေရှိပြီးသားပဲရှိလည်းရှိနေတယ်ပေါ့နော်တန်ပြည်ကလည်းရှင်းရှင်းလင်းလင်းပဲ Federal Democracy တွားချင်တယ်လွတ်လပ်ချင်တယ်နော်ဒီလူတွေအားလုံးကပေါ့နော်ငြင်းငြင်းချင်ချင်နဲ့ဖွံ့ဖြိုးတိုးတက်ချင်တယ်ဒါကကျွန်တော်တို့ယုံကြည်တဲ့ဒီတန်ပြည်ရဲ့အနာဂတ်ပဲပေါ့နော်လူထုစန္ဒကဒါပဲဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ဒါလေးပါပဲဗျာဟုတ်ဆိုတော့ဒီ another thing ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကဒီသူတို့ပြောတဲ့တက်မရော်နေပေါ့နော်ဒီ facet online နေတက်မရော်နေမှာအ ။ဒါနေပြီးတော့မှကျင်းပတဲ့ပွဲမှာမင်းကုန်းထဲမှာထည့်ပြောသွားတာရှိရအဲ့ဒါတော့တိုင်းသာလက်နက်ကန်တော်လိုင်းအဖွဲ့အစည်းတွေနဲ့ဒါပြည်သူ့ကာကွယ်ရေးတပ် PDF တွေအနေနဲ့ဒီလက်နက်စွန့်ပြီးတော့နိုင်ငံရေးနိုင်ငံရေးလမ်းကြောင်းအတိုင်းသွားရမယ်။ဟလာရွေးကောက်ပွဲလမ်းစဉ်တိုင်းသွားဖို့လိုတယ်ဆိုပြီးတော့ပြောသွားတာရှိရဒီပေါ်မှာရောဘယ်လိုသဘောရလဲ။မင်းအွန်လိုင်းပြောတယ်ဒီတပ်မတော်နေဟိုမိခွန်းလားပေါ့နော်ဒီ ြောဆိုချက်တွေအားလုံးကပေါ့နော်ဒါရုပ်တိမရှိဘူးပေါ့နော်အာပြီးခဲ့တဲ့မင်းအောင်လည်းမတိုင်ခင်ကောင်းစစ်ကောင်းဆောင်တွေလည်းညင်ချင်းစကားပြောခဲ့တာပဲပေါ့နော်အရာတွေအားလုံးအာဥနေဝင်းကစဟိုဦးတန်းရွှေဆုံးတိပေါ့နော်ဒါပြောခဲ့တယ်မောင်မြင်ခဲ့ဘူးပေါ့နော်ဒီရုပ်ကြောဆုံးပေါ့27ပင်လုံးလေးညလခံနေလုတ်ပြီးမှပေါ့နော်ဆွေးနွေးခဲ့တယ်အားလုံးကအခုသူတဲသေးရည်တုံးဖြစ်သွားခဲ့တယ်ဒီနေ့လက်တွေ့ကြကြကြည့်ရင်တော့လက်တွေ့ဝါရပေါ့နော်ဟိုကြည့်ရင်တော့ဘယ်တပ်ဖွဲ့မှပေါ့နော်လက်နဲ့စွန့်ဖို့ဆိုတော့မဖြစ်နိုင်တော့ KNDF နေနဲ့ကတော့ကျွန်တော်တို့ကလက်နဲ့စွန့်ဖို့ထက်ပေါ့နော်တကူအတွင်ပြောင်းမယ်ကျွန်တော်တို့ပြည်သူကိုကျွန်တော်တို့ကာကွယ်နေတယ်အဲ့ဒီတွေ့မလို့ပေါ့နော်စစ်ကောင်စီတရနေနိုင်ရှင်ရင်စစ်ကောင်စီအနေပြီးမှပေါ့နော်ဒီဝါဒတွေရိုက်သွင်းပြီးမှပေါ့နော်လူတသမားတွေကိုလင့်ကျစ်ပြိုးထောင်နေတဲ့တသက်ဆိုင်ကျွန်တော်တို့ရဲ့လူငယ်မျိုးဆက်တတွေကတိုင်းပြည်ကိုတကယ်ကာကွယ်ဆောက်ရှောက်မယ်လူထုတွေကိုတကယ်ပဲပေါ့နော်ဒီကာကွယ်ပြီးမှတိုင်းပြည်ရဲ့ကာကွယ်ရေးကိစ္စတွေကိုကျွန်တော်တို့ လက်ရှိမရောက်နိုင်တဲ့အများကြီးလုံနေတယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့တော့လက်နဲ့စွန့်ဖို့သက်စာရင်တိုင်းပြည်ကိုဒီထက်ပိုကောက်ွယ်ဖို့သက်ကျွန်တော်စဉ်းစားကြတော့မယ်။ကောက်ွယ်ရေးလုပ်ငန်းတွေကိုကျွန်တော် invest လုပ်ဖို့အတွက်စဉ်းစားနေတယ်။ဒီအချိန်ဒီမျိုးမှာကျွန်တော်ပြောရရတယ်ပေါ့နော်။ဒါစကိုင်းဘက်မှာပဲဖြစ်မန္တလေးဘက်မှာဖြစ်ပေါ့နော်။ခြားသောနိုင်ငံအနှံ့မှာရှိတဲ့ဘယ်တမဆိုပေါ့ AA လို့ကိုလည်းလက်နဲ့စုခိုင်းမယ်ဆိုတော့ဘလို့မှမဖြစ်နိုင်အောင်ဒီတရအလုံးကတော့မင်းအောင်လိုက်ထဲတော့အနည်းရမ်းတော့စံတစ်ခုတော့တာပြီးသားပဲအနည်းဆုံးတော့သူတို့ကတော်နိုင်ခံစိတ်နဲ့ အာတိုင်းပြည်ကိုပေါ့နော်ချစ်စိတ်တွေနဲ့ပွားပြီးမှပေါ့နော်ဒါလုံနေတဲ့တာတွေဖြစ်တယ်ပေါ့နော်တစ်ဖက်မှာကြည့်လိုက်ရင်ငိမ့်ဆိုင်စကားပြောတဲ့အားတွေအလုံးကပေါ့နော်ဘာတစ်ခုမှမအောင်မြင်ခဲ့ဘူးအလေးညာတွေပဲဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီစစ်ကောင်စီရဲ့ပြည်သူ့စစ်မဟာဗျူဟာရှိခဲ့တယ်အဲ့ဒီမဟာဗျူဟာအတိုင်းပဲပေါ့နော်တချို့တပ်ဖွဲ့တွေကိုလက်နက်တွေကိုရှော့လိုက်ပြီးမှပေါ့နော်ပြည်သူ့စစ်လုခိုင်းမယ်နော်ဒီတိုင်းပြည်ကိုခြားစားလာစားတွေလုခိုင်းပြီးမှပေါ့နော်အာဏာတွေကိုအလွဲသုံးစားလုခိုင်းမယ်သူတို့လည်းပြောမယ်စစ်ကောင်စီလည်းပြောမယ်ဆိုတော့ အာမဟာပြူဟာတိုင်းကိုစစ်ကောင်စီကချင့်တုံးခဲ့တာပဲပေါ့နော်ကျွန်တော်တို့ကဒီထောင်ချထဲကိုတော့သွားမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့လူချင်းတမဲမှုကတခုပဲရှိတယ်အဲ့ဒါကတော့လူထုတွေကိုရွေးကောက်ခွင့်ပေးပါလူထုတွေကိုပေါ့နော်လူလူလတ်သွားခွင့်ပေးပါပေါ့နော်ဒီနေ့ဒီချိန်မှာဖြစ်ပေါ်နေတဲ့ငလင်ဘေးပဲဖြစ်ပေါ့နော်စစ်ဘေးပဲဖြစ်ပေါ့နော်လူထုကိုတကယ်ပဲချစ်မြတ်လို့ရတယ်ဆိုရင်ဒါနိုင်ငံတကာအဖွဲ့အစည်းတွေကိုလူလတ်ခွင့်ပေးလိုက်လူထုတွေကိုအကြမ်းဖက်ပြီးမှပေါ့နော်တတ်တဆုဆောင်လာမလုပ်ဘဲနဲ့စစ်ပွဲရေးလူလတ်ခွင့်တွေပေးလိုက် လူသူတွေကကြိုက်တဲ့တတွေမှာကြိုက်တဲ့နေရာတွေမှာသွာလာလှုပ်ရှားလို့ရအောင်ဖွင့်ပေးလိုက်အဲ့ဒါဆိုတိုင်းပြည်ရဲ့အခြေအနေတခုကပေါ့နော်ဒါပြီးသွားလိမ့်မယ်ပေါ့နော်လူသူတွေဆန္ဒထုတ်ဖော်ခွင့်ကိုကျွန်တော်တို့မပြောသေးဘူးလူသူတွေရဲ့လူလာစွာမဲထက်ခွင့်တွေကိုကျွန်တော်တို့မပြောသေးဘူးနော်သဒ္ဓါရီကိုပေးခဲ့ရင်လူသူတွေတကယ်ဆန္ဒခဲ့ရင်တော့အာအဖြေကပေါ်ပြီးသားပဲပေါ့နော်ဆိုတော့ဒီအချိန်လေးမှာမင်း online ဖိတ်ခေါ်နေတဲ့ဟာတွေအလုံးကပေါ့နော်ဒါချင်းချောက်တဲ့စကားပဲနော်သူတို့ပြောပြီးပြီးအာလဲနေကြရတဲ့ပေါ့နော်ဟိုတိုင်းပြည်ကိုဖျက်ဆီးနေတယ်အဲ့တော့ကျွန်တော်ဘုံကျဲရတယ်ဆိုတဲ့ဟာမျိုးတွေကိုထကထကပြောနေတယ် ေချာတော့တချို့ဖွဲ့တွေကပြောတော့ဗောတချို့နိုင်ငံလည်းပြောတယ်ဘာဆိုရင်လက်နဲ့ရောင်းခွင့်ရတယ်သူတို့လက်နဲ့ကိုစံတောက်ခွင့်ရတယ်တိုင်းပြည်ပြည့်တာမပြည့်တာသူတို့ခူးမဆိုင်ဘောနော်သူတို့ရဲ့လက်နဲ့ရောင်းခွင့်ရနေတပြည့်ရတော့ဟိုမင်းအောင်လည်းပြောတဲ့ဟာတွေတိုင်းပဲဘောနော်ဒါဟိုလက်ယုံပြီးမှဘောနော်လက်ခံနေတဲ့အာကဘာမှာခန့်ညံ့ကောင်းဆောင်တွေလည်းအများကြီးရှိတယ်ဘောနော်ဆိုတော့ဒီဒီနိုင်ငံတွေရဲ့ဆောင်းမမှုတွေနဲ့မင်းအောင်လည်းတွေကအသက်ရှင်ပြီးမှအခုနပြောတဲ့ငင်းချိုင်းစကားဝိုင်းတွေကိုလည်းတချို့နိုင်ငံတွေတချို့ကောင်းဆောင်တွေက အတန်ရောင်မာပြီးမှပေါ့နော်လိုက်ပြီးမှမေးမြန်းဆွေးနွေးနေတဲ့အရာတွေကိုကျွန်တော်အများပြတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါတွေအားလုံးကိုကျွန်တော်တို့အနေနဲ့ကတော့ဒီကိစ္စမှာဒီခြေနေမျိုးမှာတော့လက်ခံနိုင်စရာကြောင်းမရှိဘူးကျွန်တော်တို့လက်ခံလဲဆိုရင်ကျွန်တော်တို့ကလူထုကိုတစ္ဆာဖောက်ရရောက်သွားတဲ့အတွက်ဒီခြေနေမျိုးကျွန်တော်တို့ဖက်ကလည်းဆုံးဖြတ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တခြားတဲ့လူထုတွေကအရန်ကိုနစ်နာနေပြီးအရန်ခက်ခဲနေပြီလို့ပြောရင်တော့အခုလိုမျိုးပေါ့နော်ဒါကျွန်တော်တို့သူစီရလို့ရတယ်ကျွန်တော်တို့ဖက်ကပေါ့နော်အတန်နိုင်ဆုံးလူထုတွေရဲ့လိုအပ်ချက်တွေကိုဖွင့်ပေးလို့ရတယ်လူထုတွေနဲ့တူတူပေါ့နော်ဒါပူပေါင်းဆောင်ရွက်ရတာဟာကကျွန်တော်တို့အတွက် အကောင်းဆုံးအဖြေပဲဖြစ်ရပါတယ်ဗျဟုတ်ဟုတ်ကဲ့ဆိုတော့ဟိုဒီဆရာနာရှင်နေအာနာရှင်နေတိုင်းကတော့ဒီကဒါပြီလို့တော့မထွက်ချင်ကြဘူးပေါ့နော်ဆိုတော့မြန်မာပြည်မှာလည်းရှိခဲ့တယ်အရင်တော့ဆိုလို့ရှိရင်လည်းလန်ဒန်10ကာလမှာဒီအာနာရှင်ဟောင်းဘူဂျုံမူကြီးတန်းရွှေခေတ္တကဆိုလို့ရှိရင်ဒီရွေးကောက်ပွဲလုပ်ပြီးတော့သူရဲ့နောက်ဆုံးထွက်သွားတာပေါ့လေအာနာရှင်နေထွက်သွားတာပေါ့ဒီပုံစံမျိုးအခုလက်ရှိဒီ စစ်ကောင်စီလက်ထက်မှာလည်းလုံနေတာကိုကျွန်တော်တို့တွေ့ရတယ်ရွေးကောက်ပွဲကလာတိုင်းပြည်နေရာတော်တော်များများလက်လွတ်ဆုံးရှုံးပြီးတော်လိုင်းတက်တွေအောက်ရောက်နေတဲ့အချိန်မှာတောင်းမှပဲလာဟိုပြည်လုံးကျွရွေးကောက်ပွဲဆိုတာမျိုးခေါင်းစဉ်တက်ပြီးတော့ရွေးကောက်ပွဲလုပ်ပြီးထွက်ဖို့ကြိုးစားနေတာတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူ့ရဲ့ရွေးကောက်ပွဲအစီအမံတွေကြိုးပမ်းမှုတွေဘောနော်ဒီလှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ရောဘယ်လိုမြင်လဲဟုတ်အမ် အချက်လက်ကတော့စစ်ကောင်စီကတော့ရွေးကောက်ပွဲလုပ်ဖို့စ조사နေတာကတော့ဒါသူပြောလဲပြောနေတယ်ပေါ့နော်အာဒီနေ့ဒီချိန်မှာတော့ငလင်ဘေးတွေလည်းဖြစ်နေတယ်နောက်နောက်ဒီခုနပြောတဲ့ဟိုစစ်ပွဲတွေလည်းဖြစ်နေတဲ့ကာလမှာတော့ဒီနေ့ဒီချိန်မှာစစ်ကောင်စီပြောနေတဲ့ရွေးကောက်ပွဲကတော့ဖြစ်ဖို့လမ်းစမရှိဘူးရွေးကောက်ပွဲအတင်းအမလုပ်လို့ဖြစ်သွားခဲ့ရင်လည်းဘုခုမင်းငလင်အစိုးရပေါ့နော်အရင်တော့ကတော့နာကိဖွဲ့စည်းပုံပေါ့နော်ခုတော့ငလင်အစိုးရတွေတမျိုးနဲ့ပေါ့နော်ခေါ်ရတော့မယ့်ဂိမ်းဖြစ်နေတယ်ပေါ့နော် ဆိုတော့ဖြစ်နိုင်ခြေအရန်နေပါတယ်ဒါပေမဲ့ခုနဒုတိယခုဆွေးနွေးတဲ့ထက်မှာမေးတဲ့ထက်မှာကတော့ဒီထွက်ပေါက်ပေါ့နော်ဒါဒီအာ transition ကိုကျွန်တော်တို့ဟိုဘယ်လိုစဉ်းစားကြမလဲပေါ့နော်ဖြစ်နိုင်ခြေဘယ်လိုလုပ်ပြီးလို့ရလဲပြောရင်တော့ဒါပညာရှင်တွေအမျိုးမျိုးပြောကြတယ်ပေါ့နော်တချို့ကတော့စီးပွားရေးကောင်းအောင်လုပ်ချင်တယ်တချို့ကလည်းဒီတာကိုပေါ့နော်နောက်ထပ်10နှစ်လား9နှစ်လားပေါ့နော်ချိန်ပေးလိုက်ဖို့ပြောနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်အာနောက်ဆုံးပြောနေတာအတန်ကျဆုံးကတော့ရွေးကောက်ပွဲဖြစ်ခဲ့ရင်ပေါ့နော်ဒါကတော့အာမင်းအွန်လိုင်းတို့ကနေရာတွေနည်းနည်းရွှေ့သွားမယ် အာသူ့ရဲ့ legitimacy ရော့သွားခဲ့ရင်တော့တက်လာတဲ့ဆိုရတက်လာတဲ့တတ်မှုတည်နေပေါ့နော်တန်ပြီကိုပြောင်းလဲလုပ်မယ်လို့ပြောတယ်ပေါ့နော်ဒါတွေကတော့ theory ပြောကြတယ်ညင်းခုန်ကြတယ်ကျွန်တော်တို့ကတော့လက်တွေ့မှာပြကျွန်တော်ရဲ့ကျွန်တော်တို့လက်ရှိတိုင်းပြည်တစ်ခုလုံးမှာကျွန်တော်မြင်တာကလက်တွေ့အာပုံမှန်ယုံကြည်တဲ့လူတွေဖြစ်တယ်ပေါ့နော်အဲ့ဒီလက်တွေ့တမားတွေအလုံးကတော့အောက်ခြေအနေပြပြပြောင်းလဲရေးလုပ်ချင်တယ်ကျွန်တော်တို့ကတချို့ကတော့ radical ပေါ့နော်ဒါဟိုဟိုပြောင်းလဲချင်တဲ့လူလို့ပြောကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့လက်တွေ့ပြောင်းလဲနေတဲ့အရာတွေကိုမြင်ရင်တော့ ကောင်းနေတဲ့အရာတွေအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ခရီးနေပြီးမှကျွန်တော်တို့ကတော့ဒါ UK ပွဲမှာမနိုင်ခဲ့ပေမဲ့တော်တော်လေးကလာတစ်ခုကိုကျွန်တော်ဖြတ်လာတဲ့ချိန်မှာတော့အုတ်ချုပ်ရတောင်းမှုယူတယ်ဒါပေမဲ့ကျွန်တော်တို့ကအုတ်ချုပ်ရမျိုးကပေါ့နော်အာနာသုံးမှအုတ်ချုပ်ရတော့မဟုတ်ပေါ့နော်လူသူ့ကိုဝန်ဆောင်မှုဘယ်လောက်ပေးနိုင်လဲပညာရေးကျမ်းမာရေးဘယ်လောက်ကောင်းပေးနိုင်လဲပေါ့နော်လူသူတွေကကိုယ့်ရဲ့အုတ်ချုပ်ရတဲ့နေမြေမှာပေါ့နော်ဘယ်လောက်တိလူလူလတ်သွားလာလို့ရတယ်ဆိုတာဟာကအရင်အဓိကကျတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခရီးနေပြီးမှတော့ကျွန်တော်တို့ရဲ့ အာကျွန်တော်ခေါ်တာက bottom up federal ကတော့ဒီနေ့ဒီတိုင်းပြည်အတွက်အဖြေပဲလို့ကျွန်တော်တို့ကတော့ခောက်ချက်ချထားတယ်။ဒါကြောင့်မလို့ greenie ပြည်ရဲ့ပြည်နယ်အစိုးရကိုကျွန်တော်တို့ဖွဲ့စည်းပြီးမှပေါ့နော်အုပ်ချုပ်နေတယ်။2026ကျရင်ကျွန်တော်ပြည်နယ်အစိုးရရဲ့အပြောင်းလဲတွေကိုလည်းကျွန်တော်လက်တင်ခံနဲ့လုပ်သွားလိမ့်မယ်ပေါ့နော်။ဒါတော့စစ်ကောင်စီတော့လာရွေးခံချစ်ပါဆိုလဲလာရွေးခံလို့ရမယ်။ဘယ်သူမှတော့ထဲမှာမဟုတ်ဘူးပေါ့နော်။တခြားတော့ဟိုလာလဲလာမှာမဟုတ်ဘူး။ဒါပေမဲ့ခုနပြောတဲ့ဒီ greenie ပြည်မှာဘယ်အင်အားစုမစိုးပေါ့နော်။ပါဝင်လို့ရတယ်။ပြီးရင်တော့ခုနပြောတဲ့အာတို့ဘာလဲရွေးကောက်ပွဲတွေ ဟိုတကြပြက်မှာဖြစ်ရင်တော့ဘာမလဲ indirect democracy စနစ်နဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ညီလာခံကြီးတွေမှာပေါ့နော်ဒါဟိုပြည်내ဆိုရကိုပြန်ဖွဲ့လို့ရတယ်ကျွန်တော်တို့ခုပေါ့နော်အားထည့်ပြီးမှလှုပ်လှုပ်နေတဲ့ဟာကမြို့နယ်အုပ်ချုပ်ရေးတွေပေါ့နော်ကျွန်တော်တို့ green bill ကိုကျွန်တော်တို့စစ်ဘေးစစ်ရှိနေတဲ့နေရာတွေခြံထားခဲ့ပြီးမှလူထုတွေအများကြီးနေတဲ့နေရာတွေကိုကျွန်တော်တို့19မြို့နယ်ပေါ့နော်ဒါအုပ်ချုပ်ရေးလှုပ်နေတယ်မြို့နယ်ရဲ့အုပ်ချုပ်ရေး budget တွေကျွန်တော်ပေးနေတယ်မြို့နယ်အုပ်ချုပ်ရေးအာဏာတွေကိုပေါ့နော်ကျွန်တော်တို့ဒါဟို policy တခုကိုကျွန်တော်မချနိုင်သေးရင်လည်းပေါ့နော်ဒါ ြည်နယ်အစိုးရနဲ့မြို့နယ်အစိုးရရမှာပေါ့နော်ကျွန်တော်တို့တင့်တော်တဲ့အာဏာခွဲမှုတွေပြီးနေတဲ့အခွန်ကောက်ခွင့်တွေအမိတ်ထုတ်ပြန်ပိုင်ခွင့်တွေပေါ့နော်ဒီချို့တော့အခြေခံပညာရေးအခြေခံကျမ်းမာရေးတွေကိုလှုပ်ဆောင်ပိုင်ခွင့်တွေကိုကျွန်တော်တို့ပေးဆောင်ပေးမှာပေါ့နော်ဟိုမြို့နယ်အုပ်ချုပ်ရေးတွေကိုကျွန်တော်တို့အားကောင်းအောင်လုပ်နေတယ်ဆိုမြို့နယ်အုပ်ချုပ်ရေးတွေကဒီလိုနီးနေပေါ့နော်ဒါအကောင်လုံနိုင်ရင်တော့ဒီတိုင်းပြည်ရဲ့အာထွက်ပေါက်ပေါ့နော်တိုင်းပြည်ရဲ့ကံကြမ္မာကအဲ့ဒါပဲဖြစ်ရမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အခုတိန်းထားတဲ့ AA တိန်းထားတဲ့ဒီအာရခိုင်ပြည်မှာပဲဖြစ်ပေါ့နော်ရခိုင်ပြည်မှာအာ အာလူမျိုးပေါင်းစုံရှိပဲအဲ့ဒီရွာတီးတီးတွေအုတ်ချွေးကြီးတွေရှိမယ်ပြီးတော့သူတို့ရဲ့စီပွားရေးတွေလူမှုရေးတွေသူတဲ့အောင်ပေါ့နော်ဒါအာအေနဲ့သူတို့လှုပ်ဆောင်နိုင်တယ်လူလှဆိုတွားလာနိုင်တယ်ဆိုရင်တော့ဒါရခိုင်ရဲ့ကန်ချမာကတော့ကျွန်တော်လက်ခံရမယ်လို့ယုံကြည်တယ်ပေါ့နော်ဒီလိုပဲအခုဒီစကိုင်းမှာမကွေးမှာပေါ့နော်ဒါ foreign တွေလုပ်နေတယ် NUG ရဲ့အုတ်ချွေးရေးပေါ့နော်ပါဖောက်အုတ်ချွေးရေးတွေရှိနေတယ်ဒါတွေအလုံးကပေါ့နော်ဒီတိုင်းပြည်ရဲ့အခြေအနေအမှန်ပဲပေါ့နော်အဲ့တော့ဒါကဒါကိုလက်ခံရင်တော့ foundation ကိုလက်ခံရင်တော့တိုင်းပြည်ရဲ့ကန်ချမာကဒါပဲဖြစ်ရမယ်ပေါ့နော်အဲ့တော့အာခုနပြောတဲ့ အာထွက်ပေါက်တွေကိုစဉ်းစားတိုင်းမှာပေါ့နော်ကျွန်တော်တို့ကတော့ဒီလက်တွေ့ကျကျတည်ဆောက်တဲ့ဟာပဲကျွန်တော်တို့ဟိုဟိုမြင်တယ်အာဒါပဲဆိုပြတယ်ပေါ့နော်ပညာရှင်တွေဖက်ကဟိုဆွေးနွေးနိုင်တယ်ပေါ့နော်ဆွေးနွေးဖို့လည်းအာအပီးလိုတယ်ပေါ့နော်ဒါပေမဲ့အာလက်ရှိပြည်မှာပြည်ရဲ့အခြေအနေကတော့ပေါ့နော်ဒါစီးပွားရေးပြည်ပြောင်းလဲနေလို့လို့မရတလို့အာဟို negotiation လာပေါ့နော်ဒီ compromise လုပ်ပြီးမှပေါ့နော်တနဲ့ PU လုပ်ပြီးမှပြောင်းလဲမယ်ကိစ္စတွေလည်းကျွန်တော်တို့မမြင်ဘူး နော်အခုချိန်မှာတော့ဟိုဘလော့ခက်ခဲနေရင်တော့ UN တာတွေပေါ့နော်ဒါပြီးလာပြီးမှ peacekeeper တွေလာတော့လာလို့ရတဲ့အချိန်မျိုးပေါ့နော်ဒါပေမဲ့ဒီနေ့ကဘာကြီးမှဖြစ်နေတဲ့အချိန်တွေကလည်းလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာရှိနေတဲ့လူထုတွေအားလုံးကောင်းဆောင်တွေအားလုံးကတော့ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်ဖန်တီးဖို့လိုတယ်ဒီလိုဖန်တီးတဲ့နေရာမှာတော့မမှန်ကကန်နဲ့လက်တွေ့ကြကြလေးကျွန်တော်ခြိကသွားပြီးမှပေါ့နော်ဖန်တီးရင်တော့ဒီပြောင်းလဲကိုကျွန်တော်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်တယ်ခက်ခဲနေတယ်အာတော့ဘီအန်ဒီရဲ့စစ်စစ်ဘီအန်ဒီရဲ့အများဖြစ်နေတယ် ဒါပေမဲ့ကျွန်တော်တို့ဘက်ကစူးစမ်းမှုနဲ့ပေါ့နော်ဒီရှင်းလင်းတဲ့အမြင်တွေနဲ့ကျွန်တော်ချီတက်မယ်ဆိုရင်တော့ဒါကဘာမှာပေါ့နော် red ဟိုအောက်ခြေကနေပြင်ပြင်ပြောင်းလဲတဲ့တိုက်ပွဲတွေကအာတချို့ပြောတာကနေ့20လောက်ကြာလေးရှိတယ်ပေါ့နော်အကျွန်တော်တို့ energy ကိုပြောတဲ့ချိန်မှာကျွန်တော်တို့ကအဲ့ဒါကိုမြင်အောင်ဒါပေမဲ့အခုတော့ကျွန်တော်၅နေထဲကိုရောက်လာပြီကျွန်တော်ဖြတ်ကျော်နေရတယ်ဒါပေမဲ့သူများပြောတယ်လို့ပေါ့နော်နေ့20ကြာစရာအကြောင်းမရှိဘူးပေါ့နော်နောက်ထအာအကွေ့အကွေ့လေးမှာပေါ့နော်ကာလာပိုင်းတွေတခုမှာပေါ့ကျွန်တော်တို့ဒီအဖြစ်ကိုပေါ့နော်ဒါကျွန်တော်တို့ကဘာကိုပြန်ပြန်မပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ် တော့ကျွန်တော်ကတော့အဲ့လိုပဲအာဒီတိုင်းပြည်ရဲ့ထက်ပေါက်ကဒါပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူကြည်ပါတယ်ဗျာဟုတ်ကဲ့ခေကူမီတူကုလိုစိတ်ရှိလက်ရှိရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုကျော်ခန့်ရဲ့ယောဂီသားတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ